ပညာရေးခန္ဓာပေါ့နော်ပညာရေးခန္ဓာဘယ်လောက်ထိအရေးပါလဲဆိုတာပြောပြနော်ဟိုခိကတကြီးရွယ်ဦးတွေကိုဘယ်လိုမျိုးစတင်လာလဲဆိုတာပြောပြမယ်ဝါထာကာလဆိုပြီးတော့အဲ့လိုမျိုးကနေမျိုးစပြီးတော့တင်တာနော်အတုံးလို့မအဲ့ဒါကြီးစပြီးတော့တင်တာဝါထာအဲ့လိုမျိုး ခနေလိုမျိုးကာကြီးခောက်ရတယ်ဒီမျိုးတင်သွားတာမဟုတ်နော်အအတုံးလုံးကနေပြီးတော့တင်လာတာအားကြောင့်မလို့ပြောပါလေပညာမတက်ရင်တော့လေတေးဗာလေတေးစားရှင်းစွာလေးတော့လာဖတ်တတ်ဖို့အရေးကြီးရပါတော့အဓိကပြောချင်တာကတော့ဒီလမ်းတစ်ခုတွိုင်းအခုတော့တိုးတိုးလို့ဥပမာလို့ပေါ့ အကျုံတို့ဒီမြန်မာလူမျိုးထိုင်းနိုင်ငံမှာနေတယ်ထိုင်းစာကိုမတက်ဘူးနော်ထိုင်းစာမတက်ဘူးနော်ဒါပေမဲ့လမ်းသွားတဲ့ခါကျရင်သူ့ရဲ့ပိုင်းလေးကိုကြည့်တာပိုင်းလေးကိုကြည့်ပြီးဒါဘယ်သွားမယ်ဘယ်သွားမယ်ကိုနားမလဲဒါကျုပ်ဆိုရင်အင်္ဂလိပ်လိုနည်းနည်းပါးပါးသိတယ်ပေါ့ဗျာသိတဲ့ခါကျတော့ကိုအင်္ဂလိပ်လိုဖတ်လိုက်တဲ့အခါကျတော့အော်ဒါဘယ်မျိုးနဲ့ရောက်နေလဲအဲဒါဘယ်ဟိုကဖြစ်နေလဲဆိုတာဟိုကသိတယ်ဒီဒီဘက်ကိုပြန်သွားမယ် ဲ့လိုမျိုးအရင်ကကြတော့ဒီအတုံတော့တင်ပြီးတယ်ဘာကြောင့်လဲတေစာရှင်စာလေးတွေဖတ်တတ်အောင်လို့ပေါ့နော်အခုလမ်းတစ်ခုသွားတယ်ကားရုံမြင်နေအဓိကဘာကားလဲဆိုတာဒါပညာတတ်တဲ့လူကသိရပေါ့နော်စီပေါင်းစာကားဆိုရင်အစီပေါင်းစာကားဆိုရင်သူ့ရဲ့တချို့ကားလေးဆိုရင်အဲ့စီပေါင်းစာကားမှာဆိုရင်သူ့ရဲ့ဘလောက်အဝေးမှာပဲမောင်းရမယ်ဆိုတာရှိတယ် နော်သူ ਨੇ အရန်ကတ်လို့မရဘူးအဲ့ဒါသူကအမှပြူးနေအောင်ရေးရဲဆိုင်ရရှိတယ်မီးလောင်လွယ်ပြီးတဲ့ဒါဒါအခုတေးစားရှင်စားလေးဖတ်တတ်တဲ့လူဆိုရင်တော့အော်ဒါစီပေါင်းစားကားလို့မြင်နိုင်နေသိနိုင်နေဗောဒါကိုပြောတာအပညာမတက်တာပြောတာဗောနော်မီးလောင်လွယ်ပြီတဲ့ဆိုစီပေါင်းစားကားကိုမြင်ပါရဲ့စီပေါင်းစားကားမှဆိုရင် อ่ะเนเนเลติรู้ตัวဒီမပိုက်ပိုက်နေပါလေမပါဘူးပေါ့ဗျာသူကာယူပက်လို့ဒီပိုက်ဒီအရှင်ဖျားကြီးမပါဘူးပေါ့စီပေါင်းစာကားဆိုတော့ဒီပေါင်းစာကားဒီသူကတော့သူကိုယ်လည်းတိတန့်ကြီးပေါ့နော်ဒီမိညာကားကြတော့ဒီပိုက်ကအရှင်ကြီးနဲ့သူကအမရစ်ပက်ပြီးအမတိန်လာတာပေါ့နော်ရှုပ်ွားနေတယ်ပေါ့ဒီပောက်ဒီမိညာကားဆိုရင်ပေါ့အတိတက်မြင်တဲ့ရင်တို့တာပေါ့နော် အဲ့တဲ့တချို့ဆိုမသိဘူးစီပေါင်းစားကမှမသိမိလာဟိုကမှမသိပါတော့အဲ့တော့ပြောပါလေစာလေးပါလေးဖတ်ကြတော့တင်ကြအလို့အသက်ကြီးဝရင်လေအဲ့မဲ့အတုံးတုံးတင်တန်းလေးတွေတက်ကြလို့အဲ့ဒါကိုပြောတာ